ဟိုင်းပိုင်းရှဲတွေကနေကြိုဆိုပါရစေဒီနေ့ချိန်မှာ90ရာခိုင်နှုန်းတော့ကမ္ဘာငွေကြီးအလွှဲပြောင်းတွေကိုဘဏ်တွေက US ဒေါ်လာနဲ့ပဲလုံနေကြတာပါဒီတော့အခုလိုအချိန်မျိုးမှာတရုတ်ယွန်အနေနဲ့ US ဒေါ်လာကိုကျော်တက်ဖို့ဆိုတာတိတ်ကိုမလွယ်ပါဘူးဒါကြောင့် US ဒေါ်လာနဲ့ရှင်တိုက်ဖို့ China Digital Currency ဆိုတဲ့တရုတ် Digital ငွေကြီးစနစ်ဆိုတာဖြစ်လာပါတယ်နောက်ပြီးတရုတ်မှာအခုကမ္ဘာပထမဦးဆုံး digital ငွေရေးစနစ်တုံးဗဟိုပန်ကြီးလည်းရှိနေပါပြီ။ ဒီ digital ငွေကြေးစနစ်ကြီးရဲ့နောက်ကွယ်မှာအစိုးရရဲ့ထိန်းချုပ်မှုတွေလည်းရှိနေပြီးသူတို့က Bitcoin တွေနဲ့လည်းမတူကြပါဘူးတစ်ဖက်မှာ Bitcoin တွေကတော့ဖျက်ကျက်ထားတဲ့စနစ်ဖြစ်တာမို့အစိုးရထိန်းချုပ်မှုနဲ့လည်းကင်းပြီးအရန်ကိုလွတ်လပ်ပါတယ်အခုချိန်မှာတရုတ်ဘဟုပန် digital ငွေကြေးစနစ်ကြီးကိုတရုတ်ပြည်မှာတွင်တွင်ကျယ်ကျယ်စတုံးနိုင်အောင်လုပ်နေကြပြီးဒီစနစ်နဲ့ပဲကမ္ဘာနာခဲ့ digital ငွေကြေးစနစ်ကြီးကိုပါဦးဆောင်နိုင်အောင်တရုတ်ကလုပ်နေပါတယ်ဒီလိုတာဖြစ်လာခဲ့ရင်တော့တရုတ်ဆိုရရဲ့ငွေကြေးစနစ်ကြီးရဲ့ပေါ်လွှမ်းမိုးနိုင်စွမ်းတွေက အရန်ကိုကြီးလာမှာဖြစ်ပြီးလူတွေရဲ့အချက်လက်တွေကိုလည်းသူတို့ကအလွယ်ယူလာနိုင်တော့မှာပါဒီထက်ပိုဆိုးတာကတရုတ် digital ငွေကြေးစနစ်ကြီးတာအောင်မြင်လာရင် US အနေနဲ့တရုတ်အာဏာပိုင်တွေပေါ်အရင်လိုစီးပွားရေးပိတ်ဆို့မှုတွေကိုလွယ်လွယ်လုပ်လို့မရတော့ပါဘူးပြီးတော့တရုတ် digital ငွေကြေးစနစ်ကြီးရဲ့တိုးတက်နှုန်းကလက်ရှိ US ဒေါ်လာရဲ့အရေးပါမှုကိုလည်းချိန်ချောက်လာနိုင်ပါတယ်ဒါကြောင့်ဒီတရုတ် digital ငွေကြေးစနစ်ကြီးကဘလို့စပြီးဖြစ်လာခဲ့တာလဲသူရဲ့ US ဒေါ်လာပေါ်ချိန်ချောက်မှုတွေရရောဘလို့ရရှိနိုင်မလဲ နောက်ပြီးသူ့ရဲ့ကောင်းကျိုးဆိုးကျိုးတွေရရောဘာတွေဖြစ်မလဲဒါတွေနဲ့ပတ်သက်ပြီးတရုတ် digital ဝေကြီးစနစ်ကြီးဖြစ်တဲ့ China Digital Currency ရဲ့အကြောင်းတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့စလိုက်အောင်ဗျာ1945ခုနှစ်ဒီဇင်ဘာလ2ရက်နေ့ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့နောက်ပိုင်းမှာကမ္ဘာငွေကြီးရဲ့ယန်းတရားလေပတ်မှုမှာ US ဒေါ်လာကိုပဲလူတွေအဓိကတုံးလာခဲ့ကြပါတယ်ဒါကဘာလို့ဆိုလိုတာလဲဆိုတော့ ကမ္ဘာနဲ့ပဟိုပန်တွေကသူတို့ငွေတွေကို US ဒေါ်လာနဲ့ပဲအဓိကတင်ထားကြပြီးတော့ငွေကြေးအလွှဲပြောင်းတွေတော်တော်များများကိုလည်း US ဒေါ်လာနဲ့ပဲလုံနေကြတာဖြစ်ပါတယ်ဒီလိုတွေကြောင့် US နိုင်ငံကအခွင့်အရေးကံလို့ဖြစ်နေပြီးလောက်ပိုင်ငွေတွေကိုလည်းအများကြီးရတာပါတယ်ဥပမာဆစ်ဆလန်ပန်တွေကိုလည်းသူတို့ရဲ့လှုပ်ဝက်ချက်တွေကိုထုတ်ပေးဖို့ US ကဖိအားပေးနိုင်တယ်လို့နျူကလ িয়ার လက်နက်ပရိုဂရမ်တွေလုပ်လို့အီရန်နဲ့မြောက်ကိုရီးယားတွေကိုလည်းစီးပွားရေးအရေးယူပိတ်ဆို့မှုတွေကို US ကလုပ်နိုင်တာပဲဖြစ်ပါတယ် ဒီလိုကမ္ဘာငွေရေးစနစ်မှာ US ဒေါ်လာကအဓိကနေရာကျနေတာကိုပြိုင်ဘက်တရုတ်ကြီးကမလိုလားနေပါဘူး။ဒီတော့တရုတ်ကဒီတိုင်းအငြိမ်မနေတော့ပဲတခုခုကြံဖန်ရပါတော့တယ်။2004မှာ Jack Ma ရဲ့ Alibaba က Alipay ကိုစပြီးမိတ်ဆက်ခဲ့ပါတယ်။ Alipay နဲ့တော့ဆိုရင် လူတွေကငွေဓာတ်ကင်စရာမလိုတော့ပဲဝယ်လိုက်တဲ့ပစ္စည်းတွေအတွက် QR code လေးစကန်ဖတ်လိုက်ုံနဲ့ငွေပေးချေမှုတွေကိုအလွယ်လောက်လာနိုင်တာမို့ မိုဘိုင်းဖိမဲလောကမှာအယ်လီဖိရအနေအားစပြီးရလာခဲ့ပါတော့တယ်ဒီလိုနဲ့2009ရောက်တော့ Satoshi Nakamoto ဆိုတဲ့ဂျပန်လူမျိုးတယောက်က cryptocurrency Bitcoin ကိုတီထွင်ခဲ့ပါတယ်။ Bitcoin ဆိုတာကဂျာမန်ဘဏ်အာဏာပိုင်တွေရဲ့ခွင့်ပြုချက်ကိုမလိုဘဲလူတစ်ယောက်နဲ့တစ်ယောက်ငွေကြေးလွှဲပြောင်းမှုတွေကိုလုံလုံခြုံခြုံနဲ့လုပ်နိုင်တဲ့စနစ်ကြီးပါ။ဒီ Bitcoin နဲ့ဘဏ်တွေဂျာမန်ဘာကွာရွားတယ်လဲဆိုရင်တော့ဘဏ်တွေမှာဆိုရင်ကျွန်တော်တို့အကောက်ကနေလှုပ်တဲ့ငွေပေးချေမှုတွေအကုန်လုံးကိုသူတို့ကွန်ပျူတာမှာတင်ထားပါတယ်။ နောက်ပြီးဒီကွန်ပျူတာတွေကချက်လက်တွေကိုဘန်အနာပိုင်တွေဘက်ကနေပဲထိန်းချုပ်ထားကြတာမို့လို့ကျွန်တော်တို့ဝင်ကြေးခွင့်မရှိပါဘူးကဖက်မှာ Bitcoin ကတော့ဘန်စနစ်နဲ့မတူပါဘူး Bitcoin တွေကငွေတွေနဲ့အချက်လက်တွေကိုကျွန်တော်တို့အချိန်မရွေးဝင်ကြေးလို့ရပါတယ်ကျွန်တော်တို့ဝင်ကြေးလို့မရတာကတော့ Bitcoin တွေကပတ်စံတွေကိုဘယ်သူကပိုင်ပြီးတော့ဘယ်သူကဘဒုစီကိုလွှဲပေးလိုက်တယ်လဲဆိုတာတွေကိုကြည့်လို့မရပါဘူးနောက်ပြီးဘန်တွေရဲ့ထိန်းချုပ်မှုနဲ့လည်းကင်းနေတာမို့ မှောင်ခိုသမားတွေကဘစ်ကွိုင်းနဲ့တာဆိုရင်ဒါကွက်တွေမှာတော့မူရဲ့စေဝါနဲ့လက်နက်တွေကိုလုံလုံခြုံခြုံနဲ့ဝယ်လို့ရနေတာဖြစ်ပါတယ်ဘစ်ကွိုင်းစပေါ်တုန်းကဆိုရင်ဘာတန်ဘိုးမှမရှိခဲ့တော့လို့ပီဇာတစ်ချက်ကိုတော့ဘစ်ကွိုင်းပေါင်းတထောင်နဲ့ဝယ်ခဲ့ရတာပါတခြားတာမန်ဘန်ကောက်တွေကိုဆိုရင်အာနာပိုင်တွေကအေးအေးယူပိတ်ဆို့မှုတွေကိုလုံလို့ရပြီတစ်ဖက်မှာဘစ်ကွိုင်းကိုတော့သူတို့ဝင်ပိတ်လို့မရပါဘူးဒီလိုဘစ်ကွိုင်းရဲ့လွတ်လပ်တဲ့ငွေရေးစနစ်ကြီးကိုပြည်သူအပေါ်အပြည့်အဝထိန်းချုပ်ချင်တဲ့တရုတ်ကွန်မြူနီဖွဲ့ကတဘောမကျနေပါဘူး 2013မှာ Jack Ma ရဲ့ Alipay ကဖေးဖဲ့အောင်ကြိုတက်သွားပြီးကမ္ဘာအကြီးဆုံးမိုဘိုင်းပေမန့်အနေနဲ့ဖြစ်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာတရုတ်စာပို့ application တစ်ခုဖြစ်တဲ့ WeChat ကလည်းသူ့ကိုယ်ပိုင်မိုဘိုင်းပေမန့်ဖြစ်တဲ့ WeChat Pay ကိုစပြီးမိတ်ဆက်ခဲ့ပြန်ပါတယ်။အဲ့ဒီချိန်မှာ Bitcoin ကလည်းလူတုံးများလာပြီးတဖြည်းဖြည်းနဲ့အရင်ကထက်တန်ဖိုးပိုတက်နေပါဗါး။ဒါကြောင့်2014ကိုရောက်လာတော့တရုတ်နိုင်ငံထိပ်တန်းပူပန်လုပ်ငန်းရှင်ကြီးချိုရှောင်ကွမ်က Bitcoin ရဲ့အစမတန်တန်ဖိုးကြီးလာတာကိုသူစိုးရိမ်ကြောင်ဖွင့်ပြခဲ့ပါဗါး။ ပြီးတော့တရုတ် digital ငွေကြေးစနစ်ကိုလှုပ်ဖို့လေ့လာမှုတွေသူစခဲ့ပါတယ်။2019ကိုရောက်တော့ Bitcoin ရဲ့တန်ဖိုးကဒေါ်လာ1000နီးပါးအထိကိုထိုးတက်သွားပါတယ်။နောက်ပြီးလူတွေကငွေဓာတ်တွေတည်သွားရတာထက်ပေါ့ပါလွယ်ကူတဲ့ mobile payment တွေကိုပဲပိုတုံးလာကြတာမို့ Alipay နဲ့ WeChat Pay တွေကလည်းအရင်ကအောင်မြင်လာခဲ့ကြပါတယ်။တခုရှိတာကဒီ payment တွေနဲ့လူတွေဈေးဝယ်လိုက်ကြတဲ့အချက်လက်တွေအကုန်လုံးကိုလည်းဒီ company ကြီးတွေကပဲတင်ထားကြတာဖြစ်ပါတယ်။ 2019ရောက်လာတော့ Facebook ကလည်းအားကြမခံတစ်ခုပိုင်းငွေကြေးစနစ်ဖြစ်တဲ့ Libra ကိုစပြီးလှုပ်တော့မယ်လို့ကြေညာချက်ထုတ်ပါတယ်။ဒီ Libra ဒါအောင်မြင်လာရင်တော့ Facebook တုံးဆွဲသူတန်း1000ကျော်တွေက Facebook application နဲ့ငွေကြေးလွှဲပြောင်းမှုတွေကိုအလွယ်လှုပ်လာနိုင်တော့မှာဖြစ်ပါတယ်။ဒီတုံးဆွဲသူပမာဏက US နိုင်ငံလူကြီးထက်ခုနစတောင်ပိုများနေပါတယ်။နောက်ပြီး Facebook မှာဒီလူတွေအားလုံးရဲ့အချက်လက်တွေကလည်းအစင်းနဲ့ရှိနေပြီးသားပဲမို့ဒီတန်း1000ကျော်တုံးဆွဲသူပမာဏနဲ့တာဆိုရင် Facebook ရဲ့ Libra ကကမ္ဘာဘန်နာရေးစနစ်မှာရှိနေတဲ့ US ရဲ့နေရာကိုပါချိန်ချောက်လာနိုင်ပါတယ်။ဒါကြောင့် US အနာပိုင်တွေက Facebook ရဲ့ Libra season ကိုရပ်ပစ်ဖို့ဖိအားပေးရပါတော့တယ်။အခုလို US က Facebook ကိုတားဖို့လုပ်နေကြတဲ့အချိန်မှာတစ်ဖက်မှာတရုတ်ကတော့သူတို့ရဲ့ငွေကြေးစနစ်ကြီးကိုအားပိုကောင်းစ조사နေကြပါတယ်။ဒီလိုနဲ့2020ကိုရောက်လာတဲ့အခါမှာ mobile payment လောကမှာတရုတ်ကကမ္ဘာနံပါတ်1ဖြစ်လာခဲ့ပါတယ်။ တရုတ်ပြည်တွင်မိုဘိုင်းပေးမန့်မှာလည်း AliPay က54ရာခိုင်နှုန်းရှယ်ယာရှိပြီး WeChat Pay ကတော့39ရာခိုင်နှုန်းရှယ်ယာတိတိရှိနေကြပါတယ်။ AliPay နဲ့ WeChat Pay တွေကသူ့အတုံးပြူတူတဲ့ application တစ်ခုတည်းနဲ့လွယ်လွယ်ကူကူဈေးဝယ်လို့ရအောင်ကုန်တိုက်စီးပွားရေးလုပ်ငန်းရှင်တွေတော်တော်များများနဲ့လည်းသဘောတူညီမှုတွေလုပ်ထားကြပါတယ်။ဒါကြောင့်သူတို့ application တွေကိုတုံးပြီးလူတွေကဈေးဝယ်နေကြရတာမို့ဒီလူတွေအားလုံးရဲ့ချက်လက်တွေကလည်းတကူးတကတောင်းနေကြရတော့မလို့ပဲသူတို့စာပါစီကိုအလိုလိုရောက်လာကြပါတော့တယ်။ ပြီးတော့ဒီ payment နှစ်ခုစလုံးကလည်းတရုတ်ပြည်ရဲ့အကြီးဆုံး mobile payment တွေဖြစ်နေကြတာမို့ဒီ challenge တွေအားလုံးကတရုတ်ကုမ္ပဏီနဲ့အစိုးရဖွဲ့အတွက် message ရစရာမလုံးကြီးဖြစ်နေပါတယ်ဒီကုမ္ပဏီတွေစီကအချက်လက်တွေလာရလာခဲ့ရင်အစိုးရဘက်ကြီးကသူ့နိုင်ငံတွင်ပြည်သူတွေရဲ့ဘယ်ချိန်မှာဘယ်လိုပစ္စည်းမျိုးတွေကိုဝယ်ယူထားတယ်လဲဆိုတာတွေကိုသိနိုင်ပြီးတော့အစိုးရရဲ့ပြည်သူတွေပေါ်ထောက်လိုက်ရေးလုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူတွေရှိလာမှာဖြစ်ပါတယ်။နောက်ပြီးတရုတ်ပြည်မှာရှိတဲ့လူတစ်ယောက်နဲ့တစ်ယောက်ရမ်းမှတ်ပေါ်မူတည်ပြီးစုပေးတံပေးတဲ့ social credit system ကြီးအတွက်လည်း ဒီအချက်လက် data တွေကအများကြီးအထောက်အကူဖြစ်စေပါတယ်အာနာပိုင်တွေနေနဲ့ရာသဝတ္တတယောက်ကတိုးကောက်ကနေဘာတွေကိုဝယ်ထားတယ်လဲဆိုတာမျိုးတွေကိုဝင်ကြည့်လို့ရတယ်လို့အဲ့ဒီကနေအကောက်တွေကပတ်စံတွေကို P2P ပိုင်နေနဲ့လည်းတင်လိုက်လို့ရပါတယ်မချေနိုင်ရင်အကောက်ပိတ်ပြတာမျိုးတွေကိုပါလုပ်နိုင်ပါတယ်ဒီလိုလုံပိုင်ခွင့်မျိုးတွေကတရုတ်ဆိုရနဲ့ community ပေါင်းပါလုပ်ငန်းရှင်ကြီးတွေရဲ့အိမ်မက်ပဲဖြစ်ပါတယ် social credit system အကြောင်းအခြေတဝိ့ကိုလည်းတရုတ်ဆိုရရဲ့ထောင်လန်းမှုကြီးခေါင်းစဉ်နဲ့ကျွန်တော်ဗီဒီယိုလုပ်ထားတာရှိပါတယ် description ထဲက link မှာချထားပေးပါတယ်ဗျာ ီလိုချက်လက်တွေကိုအလွယ်တင်သားလို့ရတဲ့နီးပညာကုမ္ပဏီကြီးတွေရဲ့မိုဘိုင်းဖိမဲ့နီးပညာတွေကိုမိဟိုဖလာအစိုးရဗန်ဒရေးစနစ်ဟောင်းကြီးကမရှင်းနိုင်ခဲ့ပါဘူးတစ်ဖက်မှာဒီကုမ္ပဏီတွေကလည်းသူတို့ရဲ့ data တွေကိုတရုတ်အစိုးရကိုပေးနေရတယ်ဆိုပေမဲ့အစိုးရကိုသူတို့မပေးဘဲထိန်ချန်ထားတဲ့တချို့ပိုင်းတွေကိုတော့ဘယ်သူမှမသိနိုင်ပါဘူးအဲဒါကြောင့်မို့ဒီနီးပညာကုမ္ပဏီကြီးတွေရဲ့မြန်ဆန်တဲ့ငွေပေးချေမှုစနစ်တွေနဲ့ data တွေကအစိုးရရဲ့ဗန်စနစ်ကြီးကိုတောင်ကြော်တက်ဖို့အစဉ်နေနေထားမှာရှိနေခဲ့ပါတယ် 2020ဧပြီမှာတော့တရုတ်ကသူ့ရဲ့ digital ငွေကြေးစနစ်ကိုစပြီးလုပ်ခဲ့ပါတယ်။တခြား AliPay, WeChat Pay တို့နဲ့မတူတာကတရုတ် digital ငွေကြေးစနစ်မှာဆိုရင်တရုတ်ငွေယွန်ကိုပဲကွန်ပျူတာကုတ်အနေနဲ့ပြောင်းလိုက်တာဖြစ်ပါတယ်။ 2020အောက်တိုဘာ24ရက်နေ့မှာတော့အလီဖေးပိုင်ရှင်ဂျက်မားကအစိုးရရဲ့ဗန်ဒါရေးစနစ်ဟောင်းကြီးကခင်းနောက်ကျနေကြောင်းသူဝေဖန်ခဲ့ပါတယ်။သူပြောခဲ့တာကရထားလမ်းစနစ်ကိုစီမံတဲ့ပုံစံကြီးနဲ့တော့လေဆိပ်မှာတွားလုပ်လို့မရကြောင်းကိုပြောပြီးအစိုးရရဲ့ဗန်ဒါရေးစနစ်ပေါ်ဂျက်မားကဝေဖန်ရှုတ်ချခဲ့ပါတယ်။ဒီလိုပြည်တွင်းနှီးပညာကုမ္ပဏီပိုင်ရှင်ကြီးတွေရဲ့လွှမ်းမိုးမှုတွေကအစိုးရအာဏာပိုင်ကဏ္ဍပိုင်းကိုပါထိပါလာတာမို့အစိုးရအနေနဲ့ဒီကိစ္စကိုကင်တွယ်ရပါတော့တယ်။ဒါကြောင့်အစိုးရပေါ်ဝေဖန်ရေးစကားတွေပြောပြီးတဲ့နောက်မှာပဲ ဂျက်မားကလည်းထူးထူးဆန်းဆန်းလူမြင်ကွင်းကနေ၃လလောက်ပျောက်သွားခဲ့ပါတော့တယ်။နောက်ပြီးအရင်ဂျက်မားရှိခဲ့တုန်းကရှယ်ယာတန်ဖိုးမြင့်ခဲ့တဲ့ Alipay ကုမ္ပဏီနဲ့အဖွဲ့အစည်းတွေကလည်းဂျက်မားပျောက်သွားတဲ့နောက်ပိုင်းမှာရှယ်ယာတန်ဖိုးတွေထိုးချထားခဲ့ပါတယ်။ဂျက်မားလည်းအဲ့ဒီကနေအချိန်ကြာကြီးပျောက်နေတာနဲ့ဇန်နဝါရီမှာပထမအချိန်လူတီရှင်ကြာတစ်ခါလောက်ပဲပြန်ပေါ်လာပြီးတော့နောက်ထပ်လူတီရှင်ကြာထပ်မပေါ်လာတော့ပြန်ပါဘူး။အခုဒီနေ့အချိန်ကိုရောက်လာပါပြီ။ တရုတ်မှာ digital ငွေကြေးစနစ်ကြီးကိုစားလုံးတဲ့ချိန်ကစပြီးအခုချိန်ထိအစိုးရရဲ့ဒီ application ကိုလူပေါင်းတသိန်းကျော်က download လုပ်ထားကြပြီဖြစ်ပါတယ်ဒီစနစ်မှာ Alipay နဲ့ WeChat Pay တို့ထက်ပိုကောင်းတဲ့အားတာချက်တွေလည်းရှိနေပါတယ် Alipay တို့နဲ့မတူတာက digital ငွေကြေးမှာဆိုရင်ကိုယ့်အကောင့်ထဲကပတ်စံတွေကိုလွှဲကားအောင်ပေးစရာမလိုပဲနှိစက်ရမြို့နယ်ဘဏ်တွေကနေပြီးထုတ်လို့ရပါတယ်နောက်ပိုင်းမှာလည်းဒီ digital ငွေကြေးစနစ်ကို internet အောင်မလိုတော့ပဲတုံးလို့ရအောင်အစိုးရလုပ်နေပါတယ် နောက်ပြီးငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်တဲ့အနေနဲ့ expire date ပါတဲ့ digital ငွေကြေးစနစ်ကိုပါတို့စပြီးစမ်းတုံးနေပါပြီဒီ digital ငွေကြေးစနစ်နဲ့တာဆိုရင်စီကံမဲ့လမ်းဖြတ်ကူးတဲ့လူတွေကိုလည်းကင်မရာကနေဖမ်းမိရင်ဒဏ်ကောက်တဲ့အနေနဲ့သူ့ digital အကောင့်ကနေပတ်စံတွေကိုနှုတ်ယူလိုက်လို့ရတယ်လို့အကောင့်ကတ်တက်ထားတာမျိုးတွေကိုပါအစိုးရကလုပ်နိုင်ပါတယ်နောက်ပြီး digital ငွေကြေးစနစ်နဲ့တာဆိုရင်အချက်လက်တွေအားလုံးကအစိုးရရဲ့လက်ထဲမှာရှိနေတာမို့နိုင်ငံတွင်စီးပွားရေးရဲ့ငွေကြေးလက်ပတ်ပုံတွေကိုလည်းအချိန်တိုအတွင်းအမြန်ကြည့်လို့ရနိုင်မှာဖြစ်ပါတယ် ခြုံပြောရရင်ဒီ digital ငွေကြေးစနစ်ဆိုတာကလည်းကိုရေးကိုတာလုံခြုံမှုကလွင် Bitcoin ရဲ့အားတာချက်တွေကိုပုံလူလောက်ထားတာမျိုးပါပဲဒါကတရုတ်မှာ Bitcoin ကိုဘန်းပြီးပါထုတ်နေရတဲ့အကြောင်းလေးကတစ်ချက်ပါပဲဒီလို digital ငွေကြေးစနစ်တစ်ကိုတရုတ်ကအရင်ဆုံးလောက်တာမှန်ပေမဲ့အခုချိန်မှာတော့တရုတ်ပြင်တခြားကမ္ဘာနဲ့ဘဟုဘဏ်တွေကလည်း Central Bank Digital Currency CBDC လို့ခေါ်တဲ့သူတို့ရဲ့ဘဟုဘဏ် digital ငွေကြေးစနစ်ကိုပါလုပ်ဖို့အတီးတီစူးစမ်းနေကြပါပြီ ဒီထဲမှာ60ရာခိုင်နှုန်းလောက်ကစံတမ်းမှုစိတ်ပဲရှိနေသေးပြီး US အပအဝင်14ရာခိုင်နှုန်းလောက်ကတော့သူတို့ digital ငွေကြေးစနစ်အတွက်ရှေ့ပြေးစီမံကိန်းတွေကိုပါချနေပါပြီ။ဟုတ်ပါတယ်။ US မှာလည်းသူ့ရဲ့ကိုယ်ပိုင် digital ငွေကြေးစနစ်နဲ့ထက်လာမှာပါ။ဒါကြောင့်အနာဂတ်မှာဒီဘဟုပန် digital ငွေကြေးစနစ်ကြီးကိုတရုတ်မှာတုံးနေတယ်လို့တခြားနိုင်ငံတွေမှာလည်းလိုက်တုံးလာတော့မှာပါ။အကောင့်ဘက်ကနေပြန်တွေးကြည့်ရင်တော့ဒီစနစ်နဲ့တာဆိုရင်အစိုးရဘက်ကလိန်လယ်မှုနဲ့ရဇဝတ်မှုတွေကိုလည်းအလွယ်ကောက်ွယ်ဖြေရှင်းနိုင်တယ်လို့ နိုင်ငံစီးပွားရေးကိုစီမံတဲ့အခါမှာလည်းပိုပြီးတော့နှွယ်ကူလာစေမှာပါဒါကလည်းကြုံလာမဲ့အာဏာပိုင်ခေါင်းဆောင်တွေရဲ့ပုံမှာလည်းအများကြီးမူတည်နေသေးတာမို့ဒီဘဟုပန်ဒီဂျစ်တယ်ငွေကြေးစနစ်ကြီးကအခုပန်စနစ်ထက်ပိုပြီးတင်းကျပ်လာမှာလားလွတ်လပ်လာနိုင်မှာလားဆိုတာတွေရဲ့ဖြေကိုတော့အချိန်ကပဲဆုံးဖြတ်ပေးတော့ပါလိမ့်မယ်ဟုတ်ကဲ့အခုကျွန်တော်ပြောပြထားတာကတော့တရုတ်ရဲ့ဒီဂျစ်တယ်ငွေကြေးစနစ်ကြီးအကြောင်းပဲဖြစ်ပြီးဒီထဲမှာပါတဲ့ဘစ်ကွိုင်းအကြောင်းနဲ့လူတစ်ယောက်နဲ့တစ်ယောက်ရမ်းမပုံမူတည်ပြီးစုပေးတံပေးတဲ့ တရုတ်ထောက်လန်ရေးအကြောင်းအပြည့်စုံတွေကိုလည်းကျွန်တော်ဗီဒီယိုလောက်ထားပြီးတာရှိနေပါတယ်ဒါပြီးရင်ကြည့်ဖို့ description ထဲမှာ link တွေချထားပေးပါတယ်နောက်လည်းပိုင် sharing channel မှာဗီဒီယိုတစ်တွေတင်တဲ့အခါထပ်ချီလို့ရအောင် subscribe လုပ်တာကိုမမေ့ပါနဲ့နော်စေတနာရှိရင်တော့ like လေးကို bonus အနေနဲ့နှိပ်သွားလို့ရပါတယ်ဗျဒါတွေလုပ်ဖို့ပတ်စံမပေးရပါဘူးဟုတ်ကဲ့နောက်တစ်ပတ်မှာထပ်တွေ့ကြရအောင်နော်တတ်တာ